်က800ပျက်စီးခဲ့တဲ့တွင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းတွင်ဒီကိုတက်ဆက်ပေးပါမယ်။ဘုံဘူးနိုးအပါဝင်စုစုပေါင်း၄၉ဟာပြည်သူရင်ွယ်ကိုခိုးလုံလာခဲ့တာဖြစ်တယ်လို့လည်း NUG ကာကွယ်ရေးဦးဌာနကတည်င်းထုတ်ပြန်ထားပါဗျ။ပြည်သူရင်ွယ်ခိုးလုံလာသူ၄၉ဦးတည်းမှာလက်နက်နဲ့ဝင်ရောက်လာသူ၁၈၉ရှိပြီးလက်နက်ယူဆောင်လာသူတွေကိုကာကွယ်ရေးဦးဌာနကသတ်မှတ်ထားတဲ့လက်နက်တံပိုးအလိုက် ဂုံပြုတ်ချင်းမြင့်ငွေတွေပေးရခဲ့လို့လဲတဲ့အာနာသိအကြက်ဖက်စစ်တပ်ရဲ့စစ်မှုထမ်းအမိန်ပညာချက်ကြောင့်အတင်းအဓမ္မလူသစ်စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်သားနဲ့ရက်တပ်ဖွဲ့တွေအနေနဲ့ပြည်သူ့ရင်ခွင် Telegram ဒါမှမဟုတ်နီးစပ်ရာ PDF ပကပတွေနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်အဖွဲ့အစည်းတွေစီကိုဆက်သွယ်ချိတ်ဆက်ကပြည်သူ့ရင်ခွင်ကိုခိုလုံကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။ ကံပက်လက်မြို့နယ်အတွင်းဆွဲလွဲကျင်းကျင်းတွင်းလမ်းပိုင်းနဲ့စောကံပက်လက်လမ်းပိုင်းတွေအပြင်မကွေးတိုင်းကကံပက်လက်မြို့နယ်အတွင်းဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေကိုလည်း CDF ကပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်ကံပက်လက်မြို့နယ်အတွင်းပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီတပ်ကအချိန်မြေထိုးစစ်ဆင်လာလာရကြောင်း စေရေးတည်းရှိရှိနဲ့ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့အချိန်မရွေးနေရမရွေးတက်ခက်လာနိုင်တဲ့လေချောင်းတက်ခက်မှုအန္တရာယ်ကနေကာကွယ်နိုင်ဖို့အတွက်ဘုံခိုခြင်းဂရုတ်ခြင်းတွေကိုတိုးပြီးတည်းရှိရှိနေထိုင်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ရဲတာတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က20ဦးထက်မနည်းဟာတိတ်သွားတာဖြစ်ပြီး ထောက်ပို့စစ်ကား၈စီးရပစ္စည်းကြတာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကား၂စီးစီကလည်းလက်လက်ခရမ်းတွေနဲ့ရိတ်ခါတွေကိုတင်းဆဲရမိခဲ့ပြီးတိုက်ပွဲဖြစ်ပွားစဉ်အတွင်းမှာစစ်တပ်ကပြိုက်ပွဲဖြစ်ပွားရာနေရာတွေကိုတိုက်လေရင်၃စီးနဲ့၇ကြိမ်ခန့်ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါတယ်ရှင်။ဩဂတ်လ17ရက်နေ့ကပြုလုပ်ခဲ့တဲ့အာရခတက်တော် AA ရဲ့သတင်းစာရှင်းလင်းပွဲမှာ ကျောင်းဖြူမြို့နယ်ကတိုက်ပွဲအခြေအနေတွေကိုသတင်းတောက်တွေကမေးမြန်းခဲ့ပေမဲ့လည်းပြောခွင့်ရပုံကိုဖြစ်တဲ့ဥခိုင်ဒုက္ခကတိတိကျကျထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ကျောင်းဖြူမြို့နယ်အပါအဝင်ရခိုင်နဲ့အဆက်မကွေးဘကိုး AR တိုင်းတို့မှာလည်းစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်တယ်လို့လည်းဩဂတ်စ15ရက်နေ့မှာ အေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကြောက်ဖြူမျိုးနယ်ကစစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့လက်ခမောစခန်း၊နှမ်းဖဲတောင်စခန်းနဲ့မင်းတက်တောင်စခန်းတို့ကိုပြီးခဲ့တဲ့လအနည်းငယ်ကအာရခတက်တော်အေအေကတင်ပိုက်ထားတဲ့အတွက်ကြောင့်စစ်ကောင်စီကအခုပြန်လဲထိုးစစ်ဆင်တက်ခတ်နေတာလည်းဖြစ်ပါရဲ့ရှင်။တပည့်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိထမ်းပင်ကုန်းရွာထဲမှာတပ်ဆွဲထားပြီးအရတားပြည်သူတွေကို လူသားတိုင်းဖြစ်ဆက်လက်ဖမ်းဆီးထားတာက ရွာတွေကလည်းလက်လက်ကြီး drone တွေနဲ့စက်တိုက်ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြက်ဘက်စစ်တပ်ရဲ့ပြုံးတွင်ကနေထွက်ခွာလာတဲ့တန်ကြက်ကကားတွေပတ်ဝန်းနဲ့စစ်ရင်တန်းဟာလည်းနောင်ချိုမြို့နယ်အတွင်းကိုရောက်ရှိလာပေမဲ့လက်ရှိအချိန်မှာတော့ကြောင်မဲမြို့နယ်ဘက်ကိုထွက်ခွာလာခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ဩဂတ်စာ20ရက်နေ့ကလည်းကျောင်းမဲမြို့နယ်ပင်တီးကျေးရွာပင်တီးဖုံးတော်ကြီးကျောင်းကိုအကြက်ဖက်စစ်တပ်ကလေကျောင်းကနေဘုံကျဲတက်ခဲ့တာကြောင့် စစ်ပေးဆောင်ပြည်သူ၁၀ဦးဟာတည်ဆုံးခဲ့ရပြီး၂၀ဦးဟာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ DNL ကလည်းထွက်ပြေးတင်းရှောင်မဲ့ဒေသခံပြည်သူတွေကိုဟန်တာပိတ်ဆို့မှုပြုလုပ်ခဲ့တဲ့အပေါ်ကိုလည်းပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီးလေကြောင်းအန်ရဲ့တရောင်းနိုင်တဲ့ထင်းသားမြင်သားရှိနေတယ်။လုံကြုံရေးစစ်ဆေးဂိတ်တွေကိုချက်ချင်းဖျက်သိမ်းတာ အရက်သားပြည်သူတွေနဲ့ဝေးရနေရတွေကိုအ мян ဆုံးပြောင်းရွှေ့ပေးသွားဖို့ကိုလည်းတိုင်းရုတ်ရန်ကုန်ကတောင်းဆိုလိုက်ပါတယ်။ဂျပန်စစ်တပ်အနေနဲ့စစ်ရေးပြစ်မှတ်ကိုတေချာစွာစုံစမ်းစစ်ဆေးခြင်းမပြုဘဲအရက်သားပြည်သူတွေနေထိုင်ရာပင်တီးကျေးရွာဖုံးတော်ကြီးအကြောင်းကို လေကြောင်းတက်ခတ်ခဲ့တဲ့အတွက်ပြည်သူတွေကိုထိခိုက်သေဆုံးခဲ့ရမှုပေါ်ကိုတာဝန်ယူတာဝန်ခံရမယ်လို့လည်းရှဲလူမှုအဖွဲ့အစည်းတွေက ထောက်ပြထားပါဗျာ။ ဒါအပြင်အကြံပတ်စစ်တပ်ရဲ့ပင်ဒီဖုန်ကြီးချောင်းကိုလေကြောင်းတိုက်ခတ်ခဲ့မှုနဲ့ပတ်သက်ကရှမ်းချောင်းသားများတပ်မကကလည်းပြင်းထန်စွာကန့်ကွက်ရှောက်ချလိုက်ပြီးပြည်သူတွေတေဆုံးရမှုတွေနောက်တစ်ချိန်မှာတရားမျှတမှုပြန်လည်ရရှိရေးစ조사လုံဆောင်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်2019ရဲ့ကလေးကလူနေတန်းရားတွေနဲ့မြန်မာနိုင်ငံသားအများစုလောက်ကိုင်းနေကြတဲ့အလုပ်ဆိုင်တွေကိုဝေရောက်ဆစ်ဆဲနေပြီးဈေးရောက်နေသူတချို့နဲ့ သုံးဘိမောင်းနေသူတချို့ဖမ်းဆီးခံထားရတယ်လို့ဆိုပါတယ်အခုရက်ပိုင်းမှာစီမံချက်နဲ့ဖမ်းဆီးနေတဲ့အတွက်အလုံနာထားရတာလေးရရှိပြီးဖြစ်ပြီးဈေးဝယ်သူရောဈေးအောင်တဲ့သူတွေပါအပြင်သိမ့်မထွက်ရကြဘူးလို့ပြန်လုံနေတဲ့မြန်မာနိုင်ငံသားတယောက်ကပြောပါတယ်မဲဆောက်မြို့ပေါ်ရက်ကွက်တွေကိုထိုင်းလာဝကထိုင်းရဲ့ရက်ကွက်အာနာပိုင်တွေနဲ့အတူထိုင်းစစ်တပ်ကပါရှောင်းတခင်ဝင်ရောက်စစ်ဆေးနေပြီး ပန်းရောက်ကတ်ရှိသူတွေကိုလည်းအစင်မတိုင်ကြားတဲ့အတွက်ဖမ်းဆီးအရေးယူနေတယ်လို့ထိုင်းအာဏာပိုင်တွေနဲ့နှိဆက်သူတွေစီကသိရပါတယ်ရှင်။မွေးနေ့ပွဲတက်ရောက်လာသူတွေကဒေါ်ဆန်းစုတီနဲ့နိုင်ငံအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးမြစ်တာဖို့ဆုတောင်းမိထွန်းတာအမတ်တရစကားပြောတာနဲ့မွေးနေ့ကြပြားတွေရွတ်ဆိုခဲ့ပြီးအစားအသောက်တွေအခန့်ခဲ့ပါတယ်။ဒီကနေ့ရရှိလာတဲ့အလူငွေတွေကိုစစ်ချောင်းပြည်သူတွေအတွက် ကူညီလှူဒန်းသွားမယ်လို့သိရပါတယ်ရှင်။စစ်ကောင်စီဘက်ကနောင်ချိုကိုပြန်ရဖို့ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲကဆက်ပြီးပြင်းထန်နေပါတယ်။ကန်ကြီးဘက်ကနေထိုးနေတဲ့စစ်ကြောင်းကြောင့်အိနာတဝိုက်ကရွာတွေမှာဇွန်လ22ရက်နေ့ထိလည်းတိုက်ပွဲဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါတယ်။ဒါပြင်အုံဒီဘက်ကစစ်ကြောင်းနဲ့လည်းအိနာတဝိုက်မှာတိုက်ပွဲကဆက်ရှိနေလို့ဆိုပါတယ်။မြေပြင်သတင်းရင်းမြစ်တူပြောပြတာကို DV ကနောက်ခံတန်းထည့်ပတ်ထားပါတယ်။ကန်ကြီးနဲ့အိုမဒီပေါ်အိနာတဝက်ကရွာတွေမှာတိုက်ပွဲတွေဆက်ရှိနေတယ် ဒီနေ့ထိလည်းတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတော့မယ်။နောင်ချိုကြီးတိမ်မင်လည်းပတ်မှာတော့တိုက်ပွဲဖြစ်တယ်မကြားသေးဘူးလို့မြေပြင်တင်းရင်မြက်ကပြောပါတယ်။နောင်ချိုကိုပြင်ရဖို့စူးစမ်းနေတဲ့စစ်ကောင်စီကတော့အင်ဝိုင်းဘက်ကနေလည်းစစ်ကြောင်းတစ်ကြောင်းထတ်ထိုးဖို့ပြင်ဆင်နေတယ်လို့စေးလေးလာသုံးသက်တူတူဖြစ်တဲ့စီရန်ဘူကြီးကိုစင်ရောကပြောပါတယ်။ကံကြီးဘက်မှာပါပြန်ပြီးထိပ်မမှုပြန်ဖြစ်နေတဲ့အနေအထားမျိုးတော့တွေ့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ပြီးတော့ကျွန်တော်တို့ဒီအင်ဝိုင်းဘက်ကနေပြီးတော့လည်းအဲကျွန်တော်တို့စစ်ကြောင်းထိုးမဲ့ ်စစ်ကောင်စီဘက်ကစကြောင်းထိုးမဲ့အနေအထားမျိုးရှိရတယ်လို့ကြားနေရတယ်ဗျာ။နောင်ချုံမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင်းဒေသခံထောင်နဲ့ချီပြီးလဲစပီးတိန်ရှောင်နေကြရပါတယ်။နောင်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TNL ဘက်ကတင်ပိုက်ထားတာပါ။ဒီကြောင်ဝင်တဲ့ကုမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီဘက်ကနေမျိုးတွေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကတော့လက်မခံခဲ့ပါဘူး။အဲဒီနောက်နောင်ချိုကိုစစ်ကောင်စီကထိုးစစ်ဆတ်ဆင်နေတာဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်ပွဲကဆက်ပြီးပြင်းထန်နေတာဖြစ်ပါတယ်။ကျွန်တော်ထပ်အောင်ပါ။ ေးဆိုရတယ်ဆိုပေမဲ့လေဟုတ်ကဲ့ပါမဲဆောက်ကို ထိုင်းနေဆက်ကို ရောက်ရှိ လာနေကြတဲ့စီရီယံဝန်ထမ်းတွေရွှေပြောင်းလှုပ်သားတွေအတွက်အလောက်ကန်ရရှိစေရေးရည်ရွယ်ပြီးအဝေးရောက်အေယာဝတီအသင်းကလျှက်စစ်ပြုပြင်တင်တဲ့အပတ်စဉ်နှစ်ကိုဖွင့်လှစ်တင်ကြားပေးနေတာလို့ဆိုပါတယ် ကျွန်တော်ရွေးချက်ကတော့တို့ဒီဘက်မှာ2020 2021နောက်ပိုင်းဒီဘက်ကိုရောက်လာတဲ့လူတွေအတွက်အာတို့ကိုပိုင်အလုပ်လေးနဲ့တို့အိမ်မှာကိုပိုင်လုပ်လို့ရနိုင်အောင်ရွေးပြီးတော့ကျွန်တော်ဒီတင်နှန်းပေးတာဖြစ်ပါတယ်။တင်နှန်းကာလအတွင်းမဲဆောက်ကလျှက်စစ်ပစ္စည်းတွေပြင်ဆင်လို့ရသူတွေကိုလည်းအခမဲ့လာရောက်ပြင်ဆင်နိုင်တယ်လို့ဆိုပါတယ်။အာနောက်ပြီးတော့ဒီတင်နှန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာလျှက်စစ်ပစ္စည်းနဲ့ပတ်သက်ပြီးတော့တို့တွေကို အော်အခြေခံကြကြအော်အခြေခံအနေစပြီးတော့တို့တွေအော်ပြင်တက်လာတဲ့အထီကိုကျွန်တော်ယူရယ်နောက်ပြီးတော့ဒီဘက်မှာရှိနေတဲ့2021နောက်ပိုင်းရောက်လာတဲ့လူတွေပဲဖြစ်ဖြစ် migrant တွေပဲဖြစ်ဖြစ်ပေါ့ဒီဘက်မှာရှိနေတဲ့လျှော်စစ်ပစ္စည်းတွေအပြတ်တွေရှိလို့ရှိရင်ဒီရုံမှာလာပြီးတော့ပြေးပြီးတော့အော်ကျွန်တော်တို့ကအခမဲ့ပြေးနေတယ်ဒါဖို့လေးရတယ်ဟုတ်ပါခင်ဗျားတို့ကျွန်တော်ခုနဒီအခြေခံပါသွားရင်ခုနကျွန်တော်ပြောသလိုနေရာစစ်မှာ ဘယ်ပစ္စည်းဖြစ်ဖြစ်ပါမယ်အဲဒါကျွန်တော်တို့အပေမွေးအောင်ပြင်နေတဲ့ပုံစံတကယ်ကျွန်တော်တို့ဘဝဝင်ချင်ပါဖြစ်ဖြစ်ကိုယ်ရဲ့အိမ်မှာဖြစ်ဖြစ်ကိုယ်ဆိုင်မြေရဲ့အစားကိုလုံစားလို့ရတယ်ပေါ့နော်ကျွန်တော်ကွန်ဒီတီနေရာလေးကိုတွေ့နေရတဲ့ကိစ္စဖြစ်တယ်။အထက်ရအလုပ်တွေနဲ့လည်းဒီကွန်ဒီတီနေတဲ့လူကဆက်ဆံနေရတာရှိတယ်။ဆိုတော့ဥပမာဆိုအဲမှာဆိုကျွန်တော်တို့ဆိုဒါကပြောလို့ရပါတယ်။ကေ့ချ်ပေါင်း900ကျော်ရှိတယ်။ကျွန်တော်တို့စောင့်ရှောက်ထားတယ်ကျွန်တော်တို့ထီအောင်ဒီနေ့မှပဲ ကိုပြင်တဲ့ပညာလဲဆိုရင်အစိုးရရဲ့အယံဆန်တွေဈေးကွက်ထဲကိုအများအများ တင်ဖို့ရောင်းချပြီးတဲ့နောက်အယံဆန်တူလောင်မှုဟာတန်ချိန်တသိန်းခွဲထိကျဆင်းသွားခဲ့တာပါဂျပန်ဟာကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO မှာအနည်းဆုံးဝင်ရောက်ခွင့်သဘောတူညီချက်အရနှစ်စဉ်စံတန်ချိန်9,000ခွန်းတောင်းလောက်တင်သွင်းနေပြီးအထက်စာနာရိတ်ခါအတွက်တန်ချိန်တသိန်းဂျရိတ်ဆန်အစာနဲ့ပြုပြင်ထုတ်လုပ်တဲ့ပစ္စည်းတွေအတွက်ဂျန်နဲ့ဆန်တွေကို ခွဲဝေချထားပေးပါတယ်။ အဓိကစာနာယိခအဖြစ်တင်သွင်းတဲ့စံလီလံပွဲတွေကိုစက်တင်ဘာလအစောပိုင်းမှာကျင်းပလို့ရှိပြီးဒေသစာစာနဲ့ဆက်လုပ်တဲ့စာနာယိခကြောင့်အတော့ကမှကျင်းပါပါတယ်။ဒါပေမဲ့ဆင်းထားတော့စံစရာကအစောပိုင်းလီလံပွဲကိုဇန်နဝါရီမှာကျင်းပရေးအချိန်ရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်ရှင်။